ပြည်ပနိုင်ငံတွေမှာသွားရောက်အလုပ်လုပ်ကြမယ်သူတွေအနေနဲ့ခွင့်ပြုချက်ယူရမယ်လို့စစ်ကောင်စီကကြေညာခဲ့ပေမဲ့ဒါဟာပြည်ပထွက်အလုပ်လုပ်ခွင့်ရဖို့ကြီးတည်တဲ့ကြေညာချက်မဟုတ်ဘူးလို့ပြည်ပမှာသွားရောက်အလုပ်လုပ်ကြမယ်သူတွေကပြောပါတယ်ပြည်ချင်းနိုင်ငံကုလက်မှတ်ကန်ဆောင်ထားပြီးပြည်ပနိုင်ငံတွေကိုတွားရောက်အလုပ်လုပ်ကြမယ်သူအလုံးစစ်ကောင်စီလက်အောက်ခံအလုပ်သမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက်ရယူရမယ်လို့အတည်ပြုကြေညာထားပါတယ် ပြပထွက်ခွာခွင့်ရဖို့စောင့်နေသူတချို့ကတော့ဒီကြညာချက်ဟာလည်းတစ်ဖက်လက်နဲ့ထွက်ခွာခွင့်ကိုပိတ်တဲ့သဘောပဲဖြစ်တယ်လို့ဆိုကြပါတယ်။ ြည်ပမြန်မာလူသားကြီးစီကနေအခွန်တူကချင်တာနဲ့ပဲပြည်ပထွက်ခွင့်တွေကိုအလွယ်တကူမပေးတော့တာလားဒါမှမဟုတ်လို့ရှိရင်စစ်မှုထမ်းကိုစစ်ချင်တာလားအာမို့ CDM တွေလုတ်ခဲ့ရလားဆိုတာကိုစီစစ်ချင်တာလည်းဖြစ်နေမယ်ပေါ့နော်ဒီစားသဖြင့်ပေါ့အထင်အထင်စီရတွေကအထင်စီရရတော့အများကြီးပဲအခုဆိုရင်ညီမကျွန်တော်တောင်းပန်လို့နေရအခု OWIC ကကလည်းမရသေးဘူးအဲ့ဒါကိုမှရခဲ့ရင်တော့မှသူတို့စီထပ်ပြီး online ကနေစတင်ရမယ်ပြောတယ်ခွင့်ပြုမှရမယ်ဆိုတော့ဒီစတင်တာကတော့ agency ဘက်ကလုပ်ပေးမယ်ထင် င်းနဲ့အခုတော့ agency ဘက်ကလည်းဘာမှတော့မပြောလာသေးဘူးအချိန်ကြီးတော့ဘယ်အချိန်မှပြပထောက်ခွင့်ရမလဲဆိုတော့လည်းမသိဘူးပေါ့နော်အာစောင့်ကြည့်နေရတာပေါ့လုံခံရတာတွေအကုန်ချက်တဲကြားရမှာဒီဖြစ်နေရောစိတ်ကက်စီရရဲ့တင်းများလာတယ်ပေါ့နော်ခွင့်ပြုချက်ယူဖို့အတွက်လိုအပ်တဲ့အချက်လက်တွေကိုစက်ကောင်စီကကြေညာပေးခဲ့ပြီးအွန်လိုင်းကနေတဆင့်ရှောက်ထားပြီးခွင့်ပြုချက်ရယူရမှာပါ။ ဖိဘကိုထွက်ပြီးပြန်မလာကြတော့တဲ့သူတွေများလာတာကြောင့်ပြည်တွင်းထဲမှာကြံနေတဲ့သူတွေကိုလည်းကန့်သက်ထိန်းချုပ်တဲ့သဘောဖြစ်မယ်လို့ဖိဘရဲ့အလို့သမားတချို့ကလည်းဆိုပါတယ်။ခုကဒီ PDO က PP နဲ့ထောက်ခွင့်တော်မှာကျတော်လေးချက်ထားတဲ့ဟာပေါ့နော်။ PP နဲ့တော်မှာချက်ထားတဲ့ဟာကို PP နဲ့ချက်တော့မှာတော်မှာဒီ PD သမားတွေကသွားလို့ရတယ်ပေါ့နော်။သွားလို့ရတယ်ဆိုတော့သူတို့ဒီ G2G လွှတ်တဲ့ဟာတွေပါလေဆိုသွားလို့ရတယ်။နောက်ပြီးတော့ဒီစင်ကာပူတို့မလေးတို့လည်းသွားလို့ရသေးတယ်ပေါ့။ agency တွေနဲ့ချိတ်ဆက်ပြီးတော့အခုကတော့အဲ့လိုမျိုးပါနေရတော့တဲ့ပုံစံမျိုးဖြစ်သွားပါဘောနော်ပို့ပြီးတော့ချက်လိုက်တာပုံစံဒီကက်ကလည်းထုတ်မပြီးတော့ဘူးခုတိုးလုပ်တဲ့ပုံစံကဒီပုံစံဒီကက်ရှောက်မှတူမိခနာကသိသိပြီးမှဒီမိခနာသိသိပြီးမှဟိုသူတို့ကကွန်ဒီမန်ကြမှာဒီလိုဒီလိုထုတ်ပေးပါဆိုမှသွားလို့ရမှာဆိုတဲ့အာမျိုးပေါ့ပြီးတော့ဒီလေးလက်မှတ်တော်မှာဒီ PG နဲ့သွားမှာဆိုရင်အော်ဒီဝိုင်းဒီကက်ပါမှာ ရှားမှလင်းလည်းမဖြတ်လို့ရမယ်ဆိုတဲ့ဟာမျိုးတွေဒီဖြစ်သွားဆိုဖြစ်သွားဒီတရားလူတွေကတော့ဟိုဟို PG နဲ့ထွက်မဲ့သူတွေဒီအလုပ်သွားလုပ်မဲ့သူတွေကတော့ပို့ပြီးတော့ဖြတ်သွားပေါ့အဓိကတော့ယောက်ျားလေးတွေကိုပို့ဖြတ်တာပါခွေးမြချက်ယူတဲ့အခါမှာ PG နိုင်ငံကူးလက်မှတ်နဲ့အလို့သမားတသက်ခံကတ်လို့ခေါ်တဲ့ OWIC ကတ်ရှိတဲ့သူတွေသာခွေးမြချက်ယူလို့ရမှာဖြစ်ပါတယ်။ Agency တွေအနေနဲ့ကတော့ပြပကိုတွားရောက်အလုပ်လုပ်ကင်ဖို့အတွက်တင်ပြရမှာသက်ဆိုင်ရာနိုင်ငံလိုက်လုပ်ငန်းဆောင်ရွက်နေတဲ့သက်ဆိုင်ရာအီးမေးလ်တွေကိုလည်းတင်ပြရမှာပါ။ လက်တလုံးမှာတော့ agency တွေအနေနဲ့လည်းအခုလိုကြညာချက်တွေကြောင့်အလုံးလုံးကန်ရတဲ့နေရာမှာအခက်တွေ့နေရတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ဒီလိုပိတ်ပင်တိုင်းမြင့်မှုတွေကြောင့်တစ်ဖက်မှာလည်းပြည်ပနိုင်ငံကိုတရားမဝင်လမ်းကြောင်းကနေကိုထွက်နေကြသူတွေအများပြားရှိနေတယ်လို့သိရပါတယ်။